ီအင်ဒိုနီးရှားအကောင်လေးကသူ့ရဲ့ selfie ဓာတ်ပုံတွေကိုရောင်းပြီးတော့နေချင်းညချင်းတန်းကြွယ်တထီမီလီယံနာတယောက်ဖြစ်သွားပါတယ်ဆိုတော့သူကနေချင်းညချင်းဘာလို့လိုက်လို့များဒီလောက်ထိချမ်းသာသွားတာလဲအဲ့လိုရှင်းပြပေးပါမယ်သူကအသက်16နှစ်ထဲကနေပြီးတော့နေ့တိုင်းတစ်နေ့တစ်ပုံ selfie ပုံရိုက်တယ်9နှစ်စတိုက်ထိရိုက်တာနော်သူရဲ့ရည်ရွယ်ချက်ကတော့ဒီလိုမျိုးအတရက်နဲ့တရက်ဘယ်လိုမျိုးပြောင်းသွားလဲဆိုတဲ့ဟာလေးကိုမှတ်တမ်းတည်ခြင်းနေပေါ့နော် time lapse video လေးကိုသူလုပ်ခြင်းနေပေါ့အပျော်သဘောပါပဲ ဒါပေမဲ့2021ခုနှစ်မှာသူ idea တခုရသွားတယ်။အဲ့ဒီ2021ခုနှစ်တုန်းကဘာတွေခေတ်စားလာလဲဆိုတော့ဒီ NFT တွေပေါ့နော်။ NFT ဆိုတာဘာလဲဆိုတာဒီညမှာနည်းနည်းလေးရှင်းပြမယ်။ကိုလည်းတိတ်အများကြီးတော့မသိပါဘူး။ NFT ဆိုတာကကြတော့ဒီ cryptocurrency နဲ့ဝယ်လို့ရတဲ့ပိုင်ဆိုင်မှုတစ်ခုပဲလို့ပြောရမှာပေါ့နော်။ပုံနေအဲဒီလိုမျိုး ကိုယ်တိုင်ရိုက်ထားတဲ့ဓာတ်ပုံတွေလည်းရှိတယ်ဒီ digital creator တွေကနေပြီးတော့ဖန်တီးထားတဲ့ပုံတွေလည်းရှိတယ်အဲ့ဒီဥစ္စာတွေကိုဒီပုံဓာတ်ပုံကိုဒေါ်လာဘလောက်ဆိုပြီးတော့သတ်မှတ်ပြီးတော့ရောင်းတယ်အဲ့ဒီအချိန်မှာဝယ်တဲ့သူတွေစိတ်ဝင်စားတဲ့သူတွေများလာလေးလေးအဲ့ဒီပုံကပို့ပြီးတော့တန်ဖိုးကြီးလာလေးလေးပေါ့2021ခုနှစ်တုန်းကဒီ Justin Bieber တို့ M&M တို့ဒီ celebrity တွေအများကြီးပဲပေါ့နော်ဒီ Madonna တို့ Paris Hilton တို့တတိုးကလည်းဒီလိုမျိုး NFT တွေကိုဝယ်ယူခဲ့ကြတယ်သူတို့ပိုင်ဆိုင်တဲ့ NFT တွေကိုလည်းဒီ social media မှာကြွားခဲ့ကြတယ် ဆိုတော့အဲ့လောက်ဆိုလို့ရှိရင်လည်းသဘောပေါက်သွားပြီလို့ထင်တယ်အဲ့ဒီကောင်လေးကသူ့ရဲ့ selfie ပုံတွေကိုအဲ့ဒီ NFT တွေရောင်းတဲ့ Open Sea ဆိုတဲ့ platform မှာသူ့ရဲ့ selfie ပုံတွေကိုတင်ပြီးတော့ရောင်းလိုက်တာပထမဆုံးရောင်းတော့ကတော့3ဒေါ်လာနဲ့ပဲဈေးသတ်မှတ်ပြီးတော့တင်လိုက်တာအဲ့လူတွေကမထင်မှတ်ဘဲနဲ့အရင်စိတ်ဝင်စားသွားတယ်အဲ့ဒီအချိန်မှာဒီ NFT တွေကိုလည်းဒီနိုင်ငံတကာ celebrity တွေကဝိုင်းပြီးတော့ promote လုပ်နေတဲ့အချိန်လည်းဖြစ်တယ်အဲ့ဒီဟာနဲ့အချိန်ကိုက်ဖြစ်သွားတာပေါ့နော်ဒီတိုင်းအကျန်းတွေရိုက်ထားတဲ့ selfie ကိုအဲ့လိုမျိုးဝင်ပြီးတော့တင်တယ်ဒီကောင်လေးကဘာလဲဟာဆိုပြီးတော့ ဲ့လို support လုပ်ချင်တဲ့သဘောနဲ့ရောအပြောင်ပြတ်သဘောနဲ့ရောလူတွေကဒီ3ဒေါ်လာဆိုတဲ့အမောင်ကတိတ်လည်းမမြောင်းဆိုတော့ဝိုင်းပြီးတော့ဝယ်ကြတယ်ဝယ်ရင်ဝယ်ရင်နဲ့ပဲသူ့ရဲ့ဓာတ်ပုံတွေကပို့ပြီးတော့တန်ဖိုးတွေများလာတယ်အဲ့ဒါနဲ့ပဲဒေါ်လာတွေယာကနန်းထောင်ကနန်းထိတန်ဖိုးရှိလာပြီးတော့နောက်ဆုံးမှာတော့သူကတန်းကြွယ်တတိမီလီယံနာတယောက်အဖြစ်ကိုရောက်သွားပါတယ်ဒီကောင်လေးကသူ့ရဲ့ရလာတဲ့ပတ်စံတွေကိုဘာလို့လိုက်လဲဆိုလို့ရှိရင်သူက computer science ကျောင်းသားတယောက်လည်းဖြစ်တယ် အဲ့တော့ကြောင့်မလို့သူကနောက်ပိုင်းမှာဒီ animation studio တကူကိုထောင်ဖို့အတွက်ဒီပတ်စံတွေကိုသုံးမယ်လို့သိရပါတယ်။အဆုံးထိတရှိပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။